အားလုံးပဲမြင်္ဂလာပါဗျာကျွန်တော်တို့ဒီ1380ခွန်ပါဗျာအထူးသဖြင့်ကျွန်တော်စီးပွားရေးအကြောင်းလေးပြောပြခြင်းနဲ့1380ခွန်လာမဲ့တဲ့ကြံပေါ့နှစ်ဆန်တရက်ကစပြီးတစ်နှစ်အတွင်းပေါ့အဲ့တော့18ရက်လေးလာ2025နဲ့16ရက်လေးလာ2026အတွင်းမှာခုနှစ်ရက်သားမီးတွေရဲ့စီးပွားရေးအကြောင်းလေးပြောပြခြင်းတာဖြစ်တယ်အော်ဘသူကတော့စီးပွားရေးညံ့နေတယ်ဘသူကစီးပွားရေးကောင်းနေတယ်ဒီလိုပြောပြမှာမဟုတ်စီဝိုင်းနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်တို့လောက်ကန်ဆောင်ရွက်ဖို့လိုလဲဆိုတာနေ့နံလိုက်ကျွန်တော်တို့ဗီဒင်ရ လမ်းပြပေးတာအကြံဉာဏ်ပေးရလို့ပဲတိထားစေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့မှာပြောရရင်တင်းနှင်းကုန်တွေနဲ့စပြောမယ်အဲ့တော့တင်းနှင်းကုန်တွေကဒီလိုနှစ်မျိုးမှာစီးပွားရေးလုံးမယ်ဆိုရင်ကျွန်တော်တို့ကတိထားမှာကဘယ်အရာကိုမှတရားရဂိုင်းတော့မှန်လာသလောက်ပြန်မရဘူးဆိုတာကိုတိထားရမယ်။ဒါပေတော့ဒီပစ္စည်းကိုငါတင်းတရာဘူးရင်းလိုက်တယ်။အမြတ်နဲ့ပါနဲ့ငါတို့တင်းတရာ30ပြန်ရမယ်။ကိုယ့်ဟာကိုတွတ်ထားတယ်ဆိုပါတော့ ဒါပေမဲ့အဲ့လောက်ရရင်မရ။ဘာအမြတ်15သိန်းလောက်ပဲရရင်ရ။ကိုတော့တရားဝိုးရင်းနဲ့ငါ30လောက်အမြတ်ထွက်မယ်ထင်တယ်။ဒီလိုမျိုးတွေဖြစ်တတ်တဲ့နှစ်ထဲမှာပါသလိုဒီနှစ်ပိုင်းမှာ1380ခုမှာတင်ကုတွေဓာမီတွေကကိုလှုပ်ချင်တဲ့အသက်အသက်စီးပွားရေးတွေနော်ကိုဘာတစ်ခုခုကိုစတင်လှုပ်ချင်တယ်အကောင့်ထည့်ဖို့ချင်တယ်ဆိုတဲ့ကိစ္စမျိုးတွေစလို့အလွန်ကောင်းပါတယ်ဒါပေါ်တော့ online ကလုပ်နေတဲ့ online စီးပွားရေးတော့ဖြစ်ဖြစ်ရေးပြမှာကိုယ့်ကိုစိုင်လေးတစ်ခုခုဖွင့်နေတာပဲဖြစ်ဖြစ်အလုပ်တွေနဲ့ပတ်သက်ပြီးတော့ ဟိုတခုခုဝယ်ပြီးတော့ပြန်ဖြန့်ပြန်ရောင်းနေတာပဲဖြစ်ဖြစ်စသဖြင့်အလုပ်လေးနဲ့ပတ်သက်ပြီးငါတော့တပိုင်တနိုင်လေးလှုပ်ချင်တယ်ဝန်ထမ်းအလုပ်ကနေအားလိုက်ရလေးမှာတခုခုလှုပ်ချင်တယ်ဆိုတဲ့သူမျိုးတွေဒါမှမဟုတ်လေစီးပွားရေးသမားတွေနောက်လုပ်ငန်းအသေးတခုကိုဆက်လက်မြည်ဆန်းပြီးလှုပ်ကြည့်ချင်တယ်ဆိုတဲ့အမြည်ဆန်းခရံပြိုးလုပ်မယ်စီးပွားရေးသမားတွေအကုန်လုံးဒီနှစ်ကအဲ့လိုမျိုးအလုပ်လေးတွေကောင်းပါတယ်အသည့်အသည့်တွေကိုပို့ပြီးတော့ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ကိုယ့်အလုပ်ကိုတော့အသည့်ချင်းချက်လှုပ်လို့ အဆင်မပြေနိုင်အောင်ဆရာကြီးကျွန်တော်တို့ကတော့ဒါပဲလုပ်တာဒီပုံစံအတိုင်းပဲလုပ်တာနောက်ထပ်အသက်ထပ်လုပ်ဖို့လည်းအချိန်မရဘူးဒီမှာနေကျွန်တော်တို့ကမလဲဘူးဒါဆိုရင်ကိုလုတ်တဲ့အလုပ်ကိုပတ်ဝန်းကျင်ကိုပုံစံလေးပြောင်းပြီးလုပ်ကြတယ်ဒါပါတော့ကိုရဲ့အလုပ်လုပ်ငန်းခွင်ကိုနိုင်ငံလေးကိုစေပြောင်းသုံးလိုက်တာခန်းစီလိုက်ကလေးတွေလဲလိုက်တာကိုမှထားရတဲ့ဇပွဲကလထိုင်ခုံပြီးတော့လုပ်ငန်းမှာထားရတဲ့အထားအသို့တွေကိုနေရာလေးတွေချိန်လိုက်တာဒီလိုမျိုးလေးတွေများများလုပ်ချင်းဖြစ်ကျွန်တော်တို့ အပြောင်းအလဲဖြစ်သွားတယ်ဟာဆိုင်ဒီဇိုင်းကပြောင်းသွားပြီလားဟာနှစ်သက်မှာဒီဇိုင်းအသက်နဲ့ဒီလိုမျိုးဖြစ်သွားတဲ့အထီကိုဒီဇိုင်းကိုချိန်လိုက်ပါအဲ့ဒါအပြင်ကိုအိတ်နေတဲ့ခေါင်းအုံးနော်အဲ့ရခင်ချက်နော်ဒါရီယာဆအချိန်ပို့ပြီးတော့အစ်စ်အစ်စ်ပုံစံဖြစ်လေလေကန့်ကြမာကြီးကကို့အတွက်အကောင်းဘက်ကိုလမ်းပြပေးလေပါဒါကြောင့်ပဲခုခုအစ်စ်မလုံးနိုင်တဲ့လူကကို့မှာတုံးနေတဲ့ဟာတွေနည်းနည်းလေးချိန်ပြီးတော့မှလောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်တို့ပထမဦးစွာပြောလိုပါတယ်နော် ဘယ်လိုမျိုးလုပ်ပေးနိုင်လဲဆိုတော့မဆိုးဘူးကျွန်တော်ပြောချင်တာကတော့တရားရဂိုင်းလုံးမှန်းသားလောက်တော့ဖြစ်ချင်မှဖြစ်မယ်ဖြစ်တဲ့လောက်တော့ဖြစ်သွားနိုင်တယ်နှစ်ပြည့်တဲ့တင်းကလေးသားမီးတွေနဲ့စီးပွားရေးကအရန်အရန်ကြီးစိုးနေတာမျိုးတော့မဟုတ်ဘူးတင်းနယ်လာသားမီးတွေတင်းလာသားမီးတွေကဒီနှစ်မှာကောင်းတဲ့အချက်တွေအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ်အလုံးအတွက်တိဆောက်ချင်တဲ့လုပ်ငန်းပိုင်းဆိုင်ရာဂိုရောင်တွေဆိုင်ငန်းကြီးတွေနော်အလုပ်ခန်းတွေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတိတ်ကောင်းတယ်အလုံးလုံးဖို့ပဲဖြစ်ဖြစ်ရည်ရွယ်ပြီးစောက်လိုက်တဲ့အဆောက်အဦးတွေကနေတစ်ဆင့် ကန်ကောင်းမှုတွေရနိုင်တယ်။ဒါကြောင့်ကိုကလည်းသူများစီမှာငှားပြီးတော့ဖွင့်တာကြာပြီ။ငှားတဲ့လူကလည်းကြိုးကြောင်နဲ့နော်တစ်နှစ်လောက်ငှားပြီးထပ်မငှားတော့လဲခဏခဏဆိုင် location ပြောင်းပြီးတော့လမ်းညုံပေးနေရတာစိတ်ကုံလာပြီ။ရှိတဲ့ခြံကွက်လေးမှာပဲကျမတို့ဆိုင်လေးစောက်လိုက်မယ်။ဒီလိုမျိုးတွေးထားတဲ့လူမျိုးတွေဒီနှစ်မှာတိတ်ကောင်းပါတယ်။နော်အလုံးနဲ့ပတ်သက်ပြီးနေရာအချတာဆိုင်ပုံစံစတင်တိစောက်တာနော်ကိုယ့်ရဲ့အိမ်ရှိလေးမှာပဲဆိုင်ငန်းလေးတစ်ခုကိုစောက်တာမျိုးတွေအချို့ရှိတယ်လေ။ ဘယ်နေရာမှမသွားတော့ငါအိမ်ရှိမှာပဲစောက်ပြီးလုပ်မယ်အွန်လိုင်းမှာရောင်းနေတာအဆင်ပြေတယ်ဒီနှစ်တော့ဆိုင်ငံလေးပါစောက်ပြီးတော့ရောင်းမယ်ဆိုတဲ့သူမျိုးတွေအလွန်ပဲအဆင်ပြေတာကိုတွေ့ရတယ်အဲ့တော့ဒီလိုနှစ်ပိုင်းမှာမမိအနေနဲ့အလုပ်ချိန်တဲ့ကိစ္စလေးတွေကတော့ဘာဖြစ်ဖြစ်လွယ်ကူမယ်နော်ဖြစ်ချင်တဲ့လမ်းကြောင်းလေးတွေဖျောက်ဖျောက်တန်းတန်းဖြစ်မယ်ဂျားအခက်အခဲတွေအနှောက်အယှက်တွေအတားအဆီးတွေတိတ်မရှိဘဲနဲ့အဆင်ပြေသွားနိုင်တာဖြစ်တဲ့အတွက်တင်းလာသားသမီးတွေအတွက်တော့လုပ်ငန်းစီးပွားပိုင်းကောင်းတယ်အတခုတတိထားမှာအပျော်မတ်လွန်တဲ့တင်းလာသားသမီးတွေရှိတယ်ဆိုတော့ဒီနှစ်မှာဘာစီးပွားမှမဖြစ်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မှာအပျော်အာယုံတွေများနေတဲ့တဲ့နဲ့။အာသွားမယ်ငါတို့ခီးသွဲကြမယ်။အာဘာသွားမယ်ဟိကလပ်သွားမယ်ဟိ။ဟိုအပြင်အဲ့လိုပေါ့။အပျော်အတွက်လာဆွဲနေတဲ့လူမျိုးတွေရှိလို့ကိုယ်စိတ်ကလည်းပျော်ကျင်ပါကျင်တာဖြစ်နေ။အေးဒီလောက်ကတော့နောက်နေမှလုပ်မယ်ဝါငါအပျော်နောက်လိုက်သွားအောင်မယ်။နော်။အဲ့တော့အပျော်ကနေအပြက်ဖြစ်သွားနိုင်တာဖြစ်တယ်လို့အပျော်ကြောင့်လေအလုပ်ကိုထင်တယ်လို့ရှင်းမရဘူးမထိခိုက်တာတွေဖြစ်နိုင်တယ်အလုပ်ကိုမန်နေဂျာနဲ့လွှဲထားလိုက်မယ်ကွာအလုပ်သေးဘူးကွာအဲအပျော်နောက်ကိုလိုက်ရတာကနေ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေထင်သလောက်မဖြစ်တာမျိုးလည်းဖြစ်တတ်တယ်။အဲ့တော့နံပါတ်၁အတင်းလာသားမိတဲ့အပျော်ပါရှောင်မယ်။လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်စတိချတဲ့အဆောက်အဦတိဆောက်ချင်းပိုင်းတွေမှာကောင်းတယ်။ရွေချက်တွေဖျောက်တမ်းပြီးကိုလို့ချင်တာတွေရှော့ရှူဖြစ်ဖို့အလားအလာတိတ်များတဲ့နှစ်ထဲမှာလည်းပါပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးလည်းကိုညီမဲ့လူထောက်ပံ့မဲ့လူရှယ်ယာဝင်မဲ့လူတွေလည်းထူးခြားစွာတွေ့ရတဲ့နှစ်အဖြစ်လည်းကျွန်တော်တို့တွေ့ရပါတယ်။အားရပြီးတော့အင်းကငငါသားမိတဲ့မနေ့ကကန်ညံ့တယ်လို့ပြောလို့ရတဲ့နှစ်အပိုင်းချောက်ကိုလည်းရောက်ခဲ့ပြီးပြီ။ဒီနှစ်ပိုင်းမှာလည်းဟိုနလန်ထကာသာ လူမမာတယောက်လိုပဲကံကြမ္မာလေးကစတင်ပြီးတော့တန်ဆွမ်းလာပြီတန်ဆွမ်းလာပြီဒါပေမဲ့အရင်ကြီးမဟုတ်ဘူးဖြည်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 းနဲ့ဖြစ်သွားပြီဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့အင်္ဂါသားမိတွေကဒီနေ့မှာစီးပွားရေးပိုင်းမှာတော့အားရစရာအနေအထားမျိုးတွေ့ရတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအားကောင်းလာပြီးမျှော်လင့်ချက်တွေအကောင့်ထဲပေါ်လာပြီးကိုလှုပ်ချင်တဲ့ကိစ္စလေးတွေဖြည်းဖြည်းနဲ့လှုပ်လာနိုင်ပြီးငွေကြေးပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုက်အောင်ကြီးထွေတွေဝင်ငွေထွက်ငွေမျှတလာပြီးအလုံးနဲ့ပတ်သက်ပြီးငွေရင်းဖို့တော့လည်း နော်လောက်ကနေအမြန်ငွေရပြီးတော့တခုခုထပ်ပြီးချဲ့ဖို့တော့လကောက်ဒီလိုကိစ္စတွေမှာအဆင်ပြေလာပြီးဖြစ်တဲ့အတွက်အင်္ဂါသားမိတွေကဒီနှစ်ပိုင်းမှာအလောက်ကန်နေပတ်သက်ပြီးကောင်းပါတယ်ဒါပေမဲ့တခုမကောင်းတာကခုနတင်းလာရင်ねဗျောင်းမြန်ကိုလက်ရှိနေရာလေးမှာတော့ဆိုင်လေးစောက်မယ်ကိုရင်စိုက်စောက်ပြီးလှုပ်လှုပ်မယ်ဆိုတာမျိုးတွေမဖြစ်ဘဲနဲ့ တော့ဘလူဟာဒီမှာအကျိုးပေးတယ်လို့ရက်ဝေးသွားပြီးစီးပွားရှာတာမျိုးတွေနယ်ဆက်တွေမှာသွားပြီးဆိုင်သွားဖွင့်တာမျိုးတွေကိုနေသားရန်ကုန်မော်လမြိုင်မှာသွားပြီးစီးပွားရေးလုပ်မယ်ကိုနေသားရန်ကုန်မန္တလေးမှာသွားပြီးစီးပွားလုပ်မယ်ကိုနေသားတောင်ကြီးရန်ကုန်ဆင်းလာပြီးစီးပွားရေးလုပ်မယ်ကိုနေသားမြန်မာနိုင်ငံနိုင်ငံသားမှာသွားပြီးစီးပွားရေးလုပ်မယ်ဒါမှမဟုတ်လူငယ်တွေနိုင်ငံသားထွက်ချင်တယ်နိုင်ငံသားသွားချင်တယ်နိုင်ငံသားမှာသွားပြီးတော့ဆောင်ရရမယ်ကိစ္စမျိုးတွေရှိနေတယ်ဆိုရင်လေဒီလိုနှစ်ပိုင်းမှာအင်္ဂါသားမိတွေကပိုမိုအဆင်ပြေလွယ်ကူချောင်းမွေ့နိုင်တာကိုတွေ့ရတယ် အရာလေးတွေတစ်ချက်မှာအရန်ကောင်းတာတွေ့ပါတွေ့ရပါတယ်အဲ့တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးကပတ်ဝန်းကျင်မှာကိုနေတဲ့ပတ်ဝန်းကျင်မှာမရှိဘူးကိုနဲ့တိနေတဲ့အတိုင်းဝိုင်းကြားမှာမရှိဘူးစီးပွားရေးကဝေးလံခေါင်ဖျားတဲ့နေရာတွေမှာစီးပွားဖြစ်လွယ်တယ်အဲအွန်လိုင်းစီးပွားရေးတွေဆိုလဲဒါဝေးလံခေါင်ဖျားတာပေါ့ဗောအွန်လိုင်းဆိုတာချိန်ကောင်းရင်လမ်းမှာမဟုတ်ဘူးလေဟိုအဝေးရလူကလမ်းမှာနော်နေရလမ်းမှာကြတယ်အခြားမျိုးနေရလမ်းမှာကြတယ်ဒီလိုမျိုးတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ်ငါသားမိတွေအနေနဲ့ online စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဒီနှစ်မှာပိုပြီးတောက်ပလာပွဲရှိတယ်ဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့ဒါလေးတွေမှာအားကောင်းပါတယ်နောက်ပြီးဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီလိုနှစ်ပိုင်းရောက်လာပြီးစီးပွားရေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးတတိထားမယ်အတိုင်းမှာကပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးအရန်ကြီးကျွန်တော်တို့ဆောင်ရွက်လို့မရဘူးအရန်ကြီးဟိုရင်းနှီးမြှုပ်နှံလို့တွေမရဘူးအရန်ကြီးကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲဆိုတော့ငွေတွေပုံအောပြီးတရားရဂိုင်းတို့ရှိတဲ့ငွေထည့်လိုက်လို့မရဘူး။ဗုဒ္ဓဘူသားမီးတွေကတတိလေးနဲ့ရှင်ပြီးဆောင်ရမလာဒီနှစ်ပိုင်းကအဆင်ပြေနိုင်တာဖြစ်ပါတယ်။အဲ့တော့တတိလေးနဲ့ရှင်ပြီးမဆောင်ရနိုင်ဘူးဆိုရင်ဗုဒ္ဓဘူသားမီးတွေကဒီနှစ်မှာရှိတာလေးတွေဆုံရှုံသွားနိုင်တယ်။နော်။အဲ့တော့ဒီလိုနှစ်ပိုင်းကကျွန်တော်တို့ကဘာဘာလောက်ကမလဲပေါ့နော်။ဘယ်လိုလောက်ကမလဲဆိုတာလေးတစ်ချက်ပြောပြမယ်။ဟောဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ဗုဒ္ဓဘူသားမီးတွေအနေနဲ့ကျွန်တော်တို့နည်းနည်းလေးအားနေချက်အားတာချက်ဘာရှိလဲ။အားနေချက်ကတော့ ဘယ်ဟာမှဘရင်အောင်ဖောင်ပြတ်မလုံလိုက်နဲ့လို့ပဲကျွန်တော်ကတော့ပြောချင်တယ်အဲ့ဒီအပိုင်းမှာအားနေပါတယ်။စီးပွားရေးနဲ့ပတ်သက်ရင်တော့ဒီလိုနှစ်ပိုင်းရောက်လာပြီဘိုးလူသားများနည်းနည်းလေးသူများတွေတက်ပို့ပြီးတော့စွန့်စားရတဲ့အပိုင်းလေးတွေရှိတယ်။သူများတွေနဲ့မတူဘဲနဲ့လွယ်လွယ်လည်ကုန်မဖြစ်ဘဲနဲ့အခက်အခဲလေးတွေကြုံပြီးမှအောင်မြင်တတ်တာမျိုးတွေကြုံရတတ်တယ်။တော်ယုံဇွဲမရှိဘူးဇွဲနဲ့ပဲမကြည့်ဘူးဆိုရင်ဒီနှစ်ဘိုးတဖူးသားမိတွေရောက်သားမိတွေကအောင်မြင်ဖို့ခဲရင်ပါတယ်။ဇွဲရှိရမယ်စိတ်ရှိရမယ်နော်။တခုခုဆိုရင်စောင့်ဆိုင်ဖို့လိုခဲ့တယ်အခက်အခဲတွေမြင်လာပြီဆိုတော့လက်မလျှော့ဘဲနဲ့ အတာပြီးမှအခက်ခဲတွေကြော်ယူမှငါကံပြန်ကောင်းပါပါလို့လားဆိုတဲ့စိတ်မျိုးလေးမွေးထားပြီးတော့လုံးမှာပဲစင်ပြေးလိမ့်မယ်။ဒါကြောင့်အရှိမအတာအစီတွေထက်ထက်ကြော်ထွားပြီးတော့မှဒါဒီနှစ်မှာစီးပွားရေးကံကောင်းနိုင်တယ်ဆိုတာကိုဖို့ထူသားမိတယ်အပြ။ဂျာရေးသားမိတယ်။အဓိကတစ်ချက်ကယင်းနှမြုံနံမှုမှားယွင်းခြင်းဆိုတဲ့ကံကိုဂျာရေးသားမိတယ်ကပေးတယ်။နော်အဲ့တော့မရင်သေးတဲ့နေရာမှာတွားရင်မိတာမျိုးတွေအလွန်ဖြစ်တတ်တယ်။အဲ့တော့ကိုလုံးမဲ့ဟာကိုအကုန်လုံးတွက်ချက်ပါဖြစ်နိုင်ကြီးတွေစဉ်းစားပြီးမှဒါယင်းနှမြုံနံပါ။နော် အော်ဘဲဟောင်းရင်းပါလေအထဲတွေဝဲလောင်ပါလားစဘာတွေဝဲလောင်ပါလားပဲတွေဝဲလောင်ပါလားရွှေဝဲစုပါလားနိုင်ငံညာငွေတွေကင်နာပါလားနော်အော်ဘဲအလုံးမှာသွားပြီးသူများမှာရှယ်ယာသွားထည့်ပါလေဘာပဲဖြစ်ဖြစ်ယင်းဒီမုံမြုံနံမှုတခုခုဖြစ်လာပြီဆိုရင်မှားယွင်းချင်းဆိုတဲ့ကံကအနောက်မှာကတ်လိုက်လာတယ်အဲ့တော့မှမောင်းအောင်ကျွန်တော်တို့ကဘတ်ဆုံတောက်ဆုံကြည့်ပြီးမှလှုပ်ဖို့လိုတယ်။တန်းနိုင်ရင်တော့ယင်းဤထဲတာမျိုးကိုကျွန်တော်ကတော့အားမပေးဘူး။ကိုကိုတိုင်ပါဝင်ပတ်သက်ပြီးတော့ ို့အလုပ်ထဲမှာနည်းနည်းချင်းလိုအပ်တာတွေထပ်ဖြည့်ပြီးရင်းတာမျိုးဆိုရင်ပြဿနာမရှိပင်မဲ့တနေရာရမှာရင်းလိုက်မယ်လှောင်လိုက်မယ်ဆိုတာမျိုးကျွန်တော်ကတော့စိုးရင်ပါတယ်ထားပါကိုရောင်လုံသွားပြီးတော့ငါတို့ဒီအထည်တွေရောင်းရတာပဲဒီအထည်တွေငါကိုရောင်လုံးသွားထည့်လှောင်လိုက်မယ်ဆိုရင်ဒီနေ့မှာတိတ်ကြောက်ရတယ်အဲ့လိုမျိုးတွေအားစအကုန်ကျွန်တော်တို့စဉ်းစားဖို့လိုတာဖြစ်တဲ့အတွက်ဂျာရီသားမီးတွေကရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဝိအဖြစ်ဆုံးလို့မှတ်ပါအခြားစီးပွားရေးမှာတော့ကောင်းတယ် စူးစမ်းခြင်းတွေရှိတယ်လှုပ်လှုပ်ခြင်းရှိတယ်စီးပွားရေးမှာဖျောက်တန်းလာမယ့်အနေအထားမျိုးတွေရှိတယ်စီးပွားရေးနဲ့ပတ်သက်ပြီးစူးစမ်းများအရာထင်တယ်နော်အရင်တည်းကတော်တော်လက်လက်ထက်ထက်မြက်မြက်နဲ့လှုပ်တတ်တဲ့လူငယ်တွေလူလက်ပိုင်းတွေလူကြီးပိုင်းတွေအနေနဲ့ပို့ပြီးအောင်မြင်မှုကိုရမယ်ရင်းနှီးမြှုပ်နှံမှုတာအရင်ကြီးမလုံးနဲ့ကြံတဲ့စီးပွားရေးပိုင်းမှာပို့ပြီးတောက်ပလာနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့အသက်ကြီးပိုင်းလူတယောက်ဆိုရင်တော့လူငယ်လေးတယောက်လိုဒီနေ့မှာစီးပွားရေးနဲ့ပတ်သက်ပြီးတော်လက်ချက်ချပြီးလှုပ်ချင်ကြင်စင်စိတ်ပုံမအားရစွာနဲ့ကျွန်တော်တို့ဆောင်ရွက်ချင်စိတ်ဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကပဲ ဒီနှစ်ပိုင်းမှာဂျာပေးသားမီးတို့အောင်မြင်မှုလမ်းကြောင်းပေါ်တင်ပေးသွားနိုင်တာဖြစ်တဲ့အတွက်ဂျာပေးသားမီးတွေကဒီနေ့မှာလေးနေတဲ့လူပြင်းနေတဲ့လူနော်ထားမလို့ချင်တဲ့လူငပြင်းနေတာမွဲရင်မွဲမယ်ကြံတဲ့လူတွေအကုန်လုံးအထိုက်လေးအောင်ကိုစူးစားတဲ့ပုံမူတည်ပြီးတော့အောင်မြင်မှုအနေအမြင့်ကွာသွားပါလိမ့်မယ်အဲ့တော့စီးပွားရေးဘက်မှာဂျာပေးသားမီးတွေဒီနှစ်ပိုင်းမှာကောင်းတယ်ကိုမပါပဲရင်းနှီးလာရင်းနှီးမြုံလာလိုက်တာမျိုးကလွဲရင်ချုံနိုင်ငံသားရောက်နေတယ် တော့ငါထဲမှာပတ်စံတော့သိန်း900လောက်ရှိတယ်။တကယ်ကြီးကဟာငါစီးပွားလုပ်ချင်တယ်ငါကားထောင်မယ်မင်းထည့်လိုက်ပါလား။အေးဟုတ်ပြီထည့်လိုက်တယ်။ဟာငါစီဆိုင်လေးအသေးလေးဖွင့်မယ်မင်းငါ့ကိုသိန်း900ပေးလိုက်ငါမှလည်း600လောက်ရှိတယ်။ငေါင်းနီရော1000လောက်ဆိုစီဆိုင်အသေးလေးဖွင့်လိုက်။အဲ့လိုမျိုးဆိုရင်တတိထားတော့မပါဘူးလေကွာဒီမှာနိုင်ငံเจ้าမှာအလုပ်လုပ်နေတာ။ကိုငွေလေးကိုသူများပေးလိုက်တယ်အဲ့ဒါပလုံမိတာမှတ်တော့။နော်ဒါလေးတတိထားပါ။နောက်ပြီးတောက်ကြသားမိတယ်။တောက်ကြသားမိတွေကဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးအားအရဆုံးနှစ်ပိုင်း6ကိုရောက်လာပြီ။အဲ့တော့900သားမိအားလုံးပါ တောက်ကြရတာဒီနေ့စီးပွားရေးနဲ့ပတ်သက်ပြီးပုံမဖြောက်တန်းလွယ်တာကိုကျွန်တော်တို့တွေ့ရတယ်။စီးပွားရေးအားကောင်းတယ်မန္တလေးတိုင်းဖြစ်မယ်ထုံးပေါက်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ရှည်တိခန့်ရတဲ့အလုပ်တွေအကုန်လုံးပွင့်သွားမယ်ပိတ်နေတဲ့ကန်တွေပွင့်သွားမယ်။အာဒီလုပ်ငန်းနဲ့ပတ်သက်ပြီးငွေမပေါ်သေးဘူးစောင့်နေရတဲ့အလုံးနဲ့ပတ်သက်ပြီးလှုပ်တာလှုပ်နေရတဲ့ဟိုအီလေလေကြီးဖြစ်နေတဲ့ဆိုတဲ့အလုပ်တွေဒီနှစ်ကစပြီးငွေတွေပေါ်လာတယ်။ခုံငနဲ့ထပြီးအောင်မြင်တယ်ဟိုလုံငန်းနဲ့နှစ်နှစ်သုံးနှစ်ကရင်းထားတဲ့အလုပ်တွေကလည်းပြန်ပြီးတော့ပိုကောင်းကျိုးပေးလာတဲ့အနေအထားမျိုးတွေကြုံရတယ်။ဒါကြောင့်ပဲကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီယာအားရစရာကောင်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်။တခုပဲသတိထားမှာဝန်ထမ်းလာကစားရတဲ့မှာမှာစည်ရင်ကင်ရတဲ့သူမျိုးဆိုရင်စင်စရာမှားယွင်းကြောက်ယော်ရတာတွေဖြစ်တတ်တယ်လို့လုပ်ငန်းရှင်တွေအနေနဲ့အောက်လက်ငယ်သားတွေကိုတရားရဂိုင်းတော့ယုံနာလို့မရဘူး။ကိုယ့်ရဲ့ PSO တွေကစယုံလို့မရဘူး။ကိုယ့်ကိုလိန်ပြီးတော့ငွေတွေထုတ်သွားတာကိုယ်လိန်ပြီးတော့ပတ်စံတွေပြန်မသွင်းမဲနဲ့ထွက်ပြေးသွားတာကြားဘူးလိမ့်မယ်ခဏခဏလဲကြားနေရတယ်။အဲ့ဒီကံမျိုးရှိပါတယ် ဒါကြောင့်လုပ်ငန်းရှင်တွေအောင်မြင်တော့အောင်မြင်တယ်အောက်လက်ငယ်သားတွေအတွက်စိတ်ညစ်ရတာတွေရှိတတ်တယ်။ကိုကလူယုံလို့တတ်မှတ်ထားတဲ့လူတွေကကိုကိုလိန်သွားတာတွေကြုံတတ်တယ်။ဒါတွေကလွှဲရင်လုပ်ငန်းပိုင်းမှာတော့အားကောင်းနေတယ်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့အများကြီးအများကြီးတွေ့ရပါတယ်။သတိထားရမှာက accident အန္တရာယ်မတော်ဆထိခိုက်မှုအန္တရာယ်ရှိတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာကိုကိုတိုင်းကားတွေကိုမောင်းပြီးတော့နော်အချိန်ပြင်းပြင်းမောင်းတာတွေနော်မငြိမ်မတက်နေတဲ့အတိုင်းမြင်မငြိမ်မတက်ဖြစ်နေတဲ့နေရာတွေမှာသွားပြီးတော့အလုတ်သွားလုတာမျိုးတွေမှာတော့နည်းနည်းလေးဂရုစိုက်ရမယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့ရတယ် ဒါလေးသိဖို့လိုတယ်စနေသားသမီးစနေသားသမီးရဲ့ဒီနေ့ကစီးပွားရေးကကျွန်တော်ရှင်းပြောရရင်ဟိုပါပေါ့180ဒီဂရီရေပြင်းကြီးလိုကြီးဖြစ်နေတယ်ပုံမှန်မယ်မနေ့ကဒီပုံစံလားဒီနေ့လဲဒီပုံစံမယ်တိုးတက်သွားလားအလောက်မဟုတ်ဘူးကျသွားလားအလိုလည်းမဟုတ်ဘူးဒီနေ့မှာတကယ်ကိုစနေသားသမီးတွေကအတက်အကျမရှိတဲ့နေ့လို့တော့ပြောလို့ရပိုကောင်းလာတာလည်းမဟုတ်ဘူးပိုဆိုးလာတာလည်းမဟုတ်ဘူး အဲ့တော့ကျွန်တော်လည်းပြောရတာဘယ်လိုပြောရမလဲမသိဘူး။အဲ့ဒီပုံစံမျိုးဖြစ်နေတယ်ဆိုတာမျိုးပဲသိစေချင်တယ်။အဲ့တော့ဟိုတတိပေးစရာလေးတော့ရှိရဲ။ဘာလဲဆိုတော့ရေနဲ့ပတ်သက်တဲ့စီးပွားရေးတွေဆိုတော့နည်းနည်းသိထား။ရေကနေကုန်ကူးရတာမျိုးကိုကတော့အရင်လုံးနေကြအလုပ်ဆိုတော့ပြဿနာမရှိဘူး။ရေနဲ့ပတ်သက်ပြီးဖြစ်တတ်တဲ့ error တွေကိုကသိနေပြီ။အခုမှအစပြီးရေလမ်းနဲ့ပတ်သက်ပြီးကုန်ကူးမှာရေပေါ်ဖြတ်ပြီးကုန်ကူးမှာရေကနေတစင်ကုန်လမ်းမှာအကြောင်းမျိုးကြောင့်ပိတ်ဆို့တားဆီးတာရများလို့ရေလမ်းနဲ့တစ်ချက်ကုန်တယ်မှာအဲ့လိုမျိုးဆိုရင်တော့နည်းနည်းသိထား။အခုမှစလုံးမှတူတယ်။ရေနဲ့ပတ်သက်ပြီးဒီနှစ်မှာအကျိုးမပေးဘူး။ ော်ဒါလေးကိုတော့သိသားစေချင်တယ်နောက်ပြီးတော့ကျွန်တော်သိထားမှချက်ကပါတယ်ဆိုတော့ပတ်စံချင်းကားတဲ့စနေတိုင်းမြေဒီနေ့မှာဆုံးတက်တယ်ငွေတို့ပေးစားတယ်ပေါ့ဗျာအငွေတို့ပေးစားတာကိုစီဝါရေးတစ်ခုလိုလုပ်နေတယ်စုမဲတွေနဲ့စုပြီးတော့ဟိုဘက်ဒီဘက်လှည့်လှက်ထုတ်ပြီးတော့လှုပ်လှုပ်စားနေတဲ့လူမျိုးတွေကျွန်တော်ဒီနေ့မှာဒုက္ခရောက်တတ်တယ်အဲ့ဒါလေးတွေတော့သိထားဖို့လိုတယ်ကျန်တာကတော့ကျွန်တော်ပြောလို့ရေပင်ကြီးပဲအရင်ကြီးကောင်းနေစိုးနေတာတော့မဟုတ်ဘူးနောက်ဆုံးသဘောပေါက်မှထမရတယ်ပရိယောကတအားရှည်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာနေပဲကြားလိုက်ပါမယ်အားလုံးမှ2000 25380ခွန်အားစလို့ဒီလေးလပိုင်းအားစလို့ ကန်ကောင်းခြင်းအဆင်ပြေခြင်းတွေစီးပွားထုတ်ထွက်ခြင်းတွေကြုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။